ဘုံမူဝိုက်ကလည်းအင်းအေးချွတ်ပြီးဂူဂူနဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေပါပြီ။ဂူဂူကဘုံမူဝိုက်ရဲ့ခြေထောက်ကိုတစ်ချက်ပဲပိတ်ခင်ရသေးတယ်။ဟိုကအရင်ကနာသွားပြီ။ဘွေဝိုက်ထိုးရဲ့လက်သီးကတက်တက်ထိသွားပေမဲ့လည်းဂူဂူကရှင်းကောင်းလာနာရဲပဲထင်နေရပါ။လက်သီးဆိုတာဒီလိုထိုးရတယ်ဆိုပြီးဂူဂူကထိုးထလိုက်တာဘုံမူဝိုက်ကတော့လွန့်ထွက်သွားပါပြီ။ဘုံမူဝိုက်ကဒီကောင်ကမကောင်းဆိုးဝါးပဲဖြစ်ရမယ်ဆိုပြီးအမီးကိုလမ်းဆွဲတာဂူဂူရဲ့ခွန်အားတွေကယောနေကုန်ပါပြီ။ဂူဂူကသူ့ရဲ့အမီးကိုဆွဲရင်ခွန်အားတွေယောနေကုန်ပါရဲ့။အမီးကနေကြိုင်ရမ်းပြီးဂူဂူကိုအဝေးကြီးကိုလှုပ်ပလိုက်ပါရဲ့။ ။နေရန်ကုန် TV ကိုကိုလည်းထိနာတော့ပါပြီ။ Cyber 8ကတော့ကိုကိုအဆင်ပြေရလားသွားမိပါရဲ့။ငါခုဆေးဆိုးသွားပြီဆိုပြီးကိုကူကဘိုးကြီး white ကိုတစ်ချက်ပြီးတစ်ချက်ကြွေးတော့တာပါ။ကိုကဘိုးကြီး white ကိုတေလောင်းအောင်ထိုးခြင်းနေပေမဲ့ Android 8ကတော့ဒါကမကောင်းဘူးရံပစ်တာလုံးဝမကောင်းဒီလောက်နဲ့ပဲတော်လိုက်တာပေါ့ဒါကြောင့်ကိုကကလည်းဆက်မထိုးတော့ပဲမင်းကသဘောကောင်းလိုက်တာဆိုပြီး Android 8ကိုပြောနေခဲ့ပါတယ်ဘိုးကြီး white ကကြံမြင့်ပေါ်မှာကြာနေတဲ့တနက်ကိုတွေ့တော့ခါးချမ်းညက်ပြီးလက်မြောက်လိုက်ကကောင်းပါပြီငါရွာကောင်းဆောင်ပြန်ပေးပါမယ်အရှုံးပေးပါတယ် ဖယောင်းကားကိုချိုးထားတဲ့အခန်းကိုဖွင့်ပေးလိုက်ပြီးသွားတော့မင်းကိုကဲမဲလို့ရောက်လာပြီသူ့ကိုလာခဲ့ရခလေးတယောက်ဖြစ်နေတော့ရွာကောင်းကောင်ကပို့ပြီးတော့အံ့ဩနေရတာပါဂူဂူက Android အိမ်နဲ့ရွာကောင်းကောင်နေအောင်မိတ်ဆက်ပေးနေပါသေးတယ်လာခဲ့တဲ့မှာသူလည်းပါတယ်လေကုံစင်ပြေးသွားပြီဒီလူဆိုးကောင်ရဲ့အဖော်တွေအကုန်လုံးငါရှင်းမိပြီအံ့ဩစရာပဲကျေးဇူးများကြီးတင်ပါတယ်ရပါတယ်ဒါပေမဲ့ရွာကောင်းဆောင်ကိုပိုရွေးဝက်ကတနတ်ထုတ်ကတစားခံလုပ်လိုက်ပါပြီနည်းနည်းလေးအောင်လုပ်ဖို့မစူးစမ်းနေတော့ကောင်းလေးသေးစမ်းတရွေးဘိုးကြောင်နဲ့ကောင် ရွာကောင်းဆောင်ကလည်းငါ့ကိုအဆိပ်မပုံနဲ့ဒီကောင်းတာမင်းမင်းရှင်းလိုက်တော့လို့ကိုကိုလှမ်းပြောလိုက်ပါပြီ။ကျန်တဲ့သုံးရလုံးကအံအောင်းသွားကြတာပါ။ငါတည်သွားလဲသိစမရှိဘူး။ငါ့တက်ပုံအနေနဲ့သူ့ကိုသာအပြည့်ရှင်းပြီးရွာကိုအေးချမ်းအောင်လုပ်လိုက်။ငါ့တက်စိတ်ပုံအနေနဲ့ရွာတက်ဆိုရင်ငါ့ကိုငါအခြေချနေနဲ့ကြည်စတေးလိုက်မယ်။ကိုကူကလည်းမင်းကအဲ့လိုဖြစ်ချင်တာဆိုရင်လည်းငါအဲ့လိုပဲလုပ်လိုက်တော့မယ်။ကိုကူကတကယ်လုံးမယ်လဲသိရော။ရွာကောင်းဆောင်ကနည်းနည်းချိုးပြောင်းသွားပြီ။အဲအဲ့လိုဆိုပေမဲ့ငါလို့လေကရင်ကျေးဇူးရရင်တင်ပါပါ။ Android 8ကလည်းကျေစုပြုပြီးမကောင်းတာရယ်မလုပ်ပါနဲ့တော့ပိုပြီးဟွာရယ်ဝေဝဲကလည်းမင်းကတောင်းဆိုတော့တော်တော်လေးရှင်ချေးနေပါလားပြောညံ့နဲ့တစ္ဆာဖောက်ကောင် Cyber 8မင်းငါပြောသလိုလုပ်ရင်ရွာကောင်းဆောင်ရဲ့တက်ကိုချမ်းသာပြီးမယ်ဘွေဝဲကကိုကိုအတတ်ရမယ်ဆိုရင်ရွာကောင်းဆောင်ကိုချမ်းသာပြီးမယ်လို့ပြောတာပါဘလို့လဲငါပြောသလိုမလုပ်ရင်တော့ရွာကောင်းဆောင်အောင်တက်ပြစ်မယ်ဒါပေမဲ့ Cyber 8ကတော့နှစ်ခုလုံးကိုမလုံနိုင်ပါဘူးဘွေဝဲကကိုကူကိုတက်တဲ့ကြီးတနက်နဲ့ပြစ်လိုက်တာကိုကူကမှောက်ရွက်ကြီးလဲကြသွားပါပြီ Android 8ကလည်းဝမ်းနေသွားပြီးလန်လန်လန်သွားပါ Cyber 8ကဒေါသထွက်သွားပြီး Boy White ကိုတိုက်ခိုက်မလို့ပြေးဝင်ပါ Boy White ကတနက်နဲ့ထပ်ပစ်လိုက်ပါစွန်းကိုကိုဘာလို့ဒီလိုလုပ်ရတာလဲကြည်က6နောက်နားမှာထီသွားမလို့ဖြည်းဖြည်းချင်းရွှေ့လာနေပါပြီမင်းတို့ဘဝတစ်ခုပေးခဲ့တဲ့သူကိုဒီလိုဆက်ဆံနေပေါ့တနက်နဲ့ထပ်ပစ်ပေမဲ့လည်းကြည်ရမရှိတော့ပါဘူး Cyber 8ကတော့မင်းရမကောင်းတဲ့သူပဲမင်းကရှင်းပြမယ်လက်သေးနဲ့ထိုးချလိုက်တာနှစ်ရက်မှပောက်ထွက်ပြီး Boy White ကတော့လင်းထွက်သွားခဲ့ပါတယ် ။ဖျောက်ကောင်းဆောင်ကဂူဂူကိုကမ်းကြည့်ပြီးသူအဆင်ပြေပါတယ်မတည်သေးပါဘူး။ဂူဂူကနည်းနည်းပင်ပန်းလို့အိပ်ပျော်သွားတာပါ။တိတ်သွားတာမဟုတ်ပါဘူး။သူလည်းညနေတိုင်း Brand Through YouTube Channel ကိုကြည့်မယ်ဆိုပြီး AKA ပြန်ထလာတာပါ။ Cyber Hit ကလည်းစိတ်ယုတ်ဖြစ်နေရာကြောင့်ကြီးစံနေပါတယ်ထိရတော့ဘာမှဖြစ်ပါဘူး။ဂူဂူနဲ့ရောက်ကောင်းဆောင်အောက်ဘက်ကိုရောက်တော့ Cyber Hit က Masked Tower ရဲ့အောက်ခြေကိုလက်သေးနဲ့ထိုးပြီးဖျက်ဆီးလိုက်တာပါ။ Masked Tower ကလည်းအဆုံးသက်ပြီးပျက်စီးသွားခဲ့ပါပြီ။ Google ကတော့အရင်အေးလုံးလုံး Cyber 8ရဲ့အင်ကြီးရဲကနေဝင်လိုက်လာတာပါ။ ဘိုက်စာလို့တိမ်မလို့တော့ခံစားနေရပါတယ်။ဆူနိုကဂိုဂူကသူ့ကိုတရိယာပြီးပြေးလာတယ်ထင်ပေမဲ့ဂိုဂူကအရန်ဘိုက်စာလုံးတော့ဆူနိုလက်ထက်ကပါမုတ်ဘန်းကိုယူစားမလို့ပြေးလာတာပါ။ရွာကောင်းဆောင်ကိုအောင်မြင်မြင်နဲ့ကယ်နိုင်ခဲ့တဲ့အတွက်ခုံယူပါရယ်။ဒါပေမဲ့ Dragon Ball ကရောဘယ်ရောက်သွားတာလဲ။ဒီမှာ Dragon Ball Kid အပိုင်း41ကပြီးဆုံးတာပါပဲ။ Suno ရဲ့အိမ်မှာအသားပြားတွေအစားအစာတွေကို Goku ကအဝတီးပြီးတဲ့နောက် Cyborg 8ကသူ့မှာ Dragon Ball ရှိရဲဆိုပြီးထုတ်ပြလာပါတယ်။ စိုက်ဘော့အိတ်ကဒီဒရဂွန်ဘော့ကိုသူ့ဘာသာသူရှာတွေ့ထားတာဖြစ်ပြီးဘိုးကြီးဝိုက်ကဒီဘော်လုံးကိုတွေ့ရတယ်ရွာသားတွေကိုတတ်မယ်ဆိုလို့သူကဖွက်ထားခဲ့တာပါအဲ့လောက်ထိကိုစိုက်ဘော့အိတ်ကစိတ်ကောင်းရှိသူတယောက်ဖြစ်ပါတယ်တကြီးကလည်းတော်တော်လေးသဘောကျသွားပြီးစိုက်ဘော့အိတ်နဲ့ဂူဂူကိုသူ့အိမ်မှာလိုက်နေဖို့ဖိတ်ခေါ်နေပါပြီဂူဂူကတော့နေလို့မရသေးပါဘူးဘာဖြစ်လဲဆိုတော့အခုစိုက်ဘော့ရှာတွေ့ခဲ့တဲ့ဒရဂွန်ဘော့ကသူ့အဖိုးရဲ့ဒရဂွန်ဘော့မဟုတ်သေးပါဘူးဒါကြောင့်ထပ်ပြီးရှာဖို့တော့ဖွင့်ရပါဦးမယ်စိုက်ဘော့အိတ်ကတော့သူ့ခန္ဓာကိုယ်ထဲမှာဘုံရှိရာကြောင့်လိုက်နေဖို့ကိုညှင်းဆန်လိုက်ပါတယ် ဘယ်ချိန်ပောက်ခွဲမဲ့ဆိုတာသူလည်းမသိနိုင်ဘူးလေဒါပေမဲ့ဒီရွာမှာ Professor Frappy ဆိုတဲ့သိပ္ပံပညာရှင်ရှိရာကြောင့်သူကူညီနိုင်မယ်လို့ရွာကောင်းဆောင်ကပြောလာပါတယ်။သူကလူခွားဆောင်မလို့ဂျွာရဲ့တောင်ဆောင်ပေါ်မှာတခွဲခန်းကိုဆောက်လုပ်ထားတာကူရဲ့ Dragon Raider ကလည်းအလုံးမလို့တော့အကြောင်းမနှက်ဖန်ကြရင် Professor Frappy ကိုပြင်ခိုင်းဖို့ဆုနိုကအကြံပေးလိုက်ပါတယ်။ဆုနို Cyber Eight နဲ့ဂူဂူတို့ဟာ Professor Frappy ကိုနောက်တနေ့မနက်ခင်းမှာထွက်လာကြပြီးရွာသားတွေကလည်းလိုက်ပြီးနှုတ်ဆက်ခဲ့ပါတယ်။ Professor Frappy ကတခါလေရွာကားလူတွေရဲ့နာယီအချုပ်ဆက်တို့ပြင်ပေးပါတယ်။ သူတို့သွားနေတဲ့နောက်ကိုလက်ချောင်းလေးတို့တယောက်ရှိပါတယ်အဲ့ဒါကတော့မူရာဆာကီပဲဖြစ်ပါတယ်ဂူကတော့ဘုံမသိပါမသိနဲ့တပည့်တပည့်ကိုသေးသွားပန်းပါတယ်ဖြစ်ချင်တော့အဲ့ဒါကမူရာဆာကီတပည့်နဲ့တူတဲ့အဝိကိုအုပ်ပြီးနေနေခဲ့တဲ့နေရာဖြစ်နေခဲ့တာပါအဲ့တော့မူရာဆာကီရဲ့ခြေထောက်မှာဂူကရဲ့သေးပေကိုမှပြီမူရာဆာကီကတော့တော်တော်လေးတော်သားထထတော့အဲ့နောက်ရှိခိုင်းတစ်ခုကိုတွေးခဲ့ရပြီးရှိခိုင်းနေရာကြောင့်ဆူနိုကအဲ့ဒီပေါ်ကိုမတ်တက်ရနိုင်နေပါတယ်ဂူကမင်းကရေထဲမှာမတ်တက်ရနိုင်လားဆိုပြီးအထင်ကြီးကုန်ပါပြီ စိုက်ဘော့ဟိတ်ကအဲဒီတော့မှဒီဂျီတွေကခဲနေရဒါကြောင့်မတ်တက်ရက်လို့ရတယ်လို့ရှင်းပြခဲ့ပါတယ်ကိုကူကခဲနေရဆိုတာဘာလဲတော့မသိပါဘူးကိုကူကရေခဲပေါ်တက်လိုက်တော့ချော်ထွက်ပြီးလဲထွက်ကုန်ပါတယ်ဆူနိုကအဲဒီအိမ်မှာအမဲသွားကစားနေကြမို့လို့ Professor Frappy နဲ့ရင်းနှီးနေပါတယ်ဒါကြောင့်ဆူနိုက Professor Fappy ကိုအကျိုးကြောင်းပြောပြလိုက်ပြီး Professor Fappy ကလည်း Cyborg ကိုလည်းဘုံကိုဖယ်ထုတ်ပေးဖို့ကူညီမယ်လို့ဆိုလာပါတယ်။ Google ကတော့မနေသေးရမေးရသေးတာကြောင့်စကားပြောနေနေတော့စူပါဘုံမှာအိပ်ပျော်သွားပါပြီ ကိုဦးတက်ဆောင်သွားယူပေးဖို့ Professor Fabi ကအိတ်ခမ်းစီပြန်လာတော့ Murasaki ကအိတ်ခမ်းမှာရောင်းနှင်းနေပြီးသားဖြစ်နေပါတယ်။ Murasaki ရဲ့ပြောစကားအရဆိုရင် Cyborg ကိုဖန်တီးခဲ့သူက Professor Fabi ကိုယ်တိုင်ပါပဲ။ Murasaki တို့ကတော့ Cyborg ကသူတို့ကိုသစ္စာဖောက်သွားတယ်ဆိုပြီး Cyborg ကိုဖန်တီးခဲ့တဲ့ Fabi ကိုဖောက်ချလာရှင်းတာပါ။ Murasaki ကကိုကူးစီကနေ Dragon Ball ကိုယူခိုင်းပါတယ်။ဒီလိုမျိုးလုပ်ပြီးသူတို့ကကဘာကြီးကိုပြန်လဲအုပ်ချုပ်မယ်၊တင်ပိုက်မယ်ဒီလိုမျိုးကြံစည်ထားတာ။ ဒီလောက်ထိတော့ Professor Frappy ကလည်းမလုပ်ပေးနိုင်အောင်လို့ဆိုပါရဲ့ဒီလိုမျိုးသူကလည်းမလုပ်လာဘူးအကြက်ကန့်ခံရပြီးလုပ်ပေးရတဲ့သဘောဖြစ်နေပါရဲ့နောက်ပြီးဆက်ဆုပ်တဲ့ဆူနိုကိုပါမူရာဆာကီကဖမ်းလိုက်တာပါဂျူမဘေးဆိုရင်ဒီကလေးမလေးကိုလည်းတက်ပစ်လိုက်မယ်တဲ့မူရာဆာကီကထို့နဲ့မူရာဆာကီက Dragon Ball ကိုယူပြီးထွက်ပြေးသွားပါပြီသူကရေခဲပြင်းပေါ်မှာစီးလို့ရတဲ့နှင်းရှော့ဆိုင်ကနေထွက်သွားတာပါကူကနောက်ကနေလိုက်လာပြီးကမီဟမ်မီယာနဲ့ပြလိုက်တာကြောင့်နှင်းတော်ရင်ပြိုကျလာပါပြီ။မူရာဆာကီလည်းအဲ့ဒီနှင်းနဲ့ပြိုကျလာတဲ့တန်ကိုလွတ်အောင်မောင်းနေရပါရဲ့ ဒါမဲ့မူရာဆာကီကနှင်းနေနဲ့ပြီးသွားပါတယ်အဲ့မှာဂူဂူကသူ့ရဲ့အိတ်လေးကိုပြေယုံလိုက်တာပါတကယ်တော့အိတ်ထဲမှာဒရဂွန်မော်ရီရှိတာမဟုတ်ပဲသူ့ရဲ့နေလေစာထည့်ထားတဲ့အိတ်ပါဒါကြောင့်အစာဆိုရင်ငယ်ငယ်တက်ဖြစ်နေတဲ့ဂူဂူကထုံးစံတိုင်းသူ့ရဲ့အစာကိုပြန်လာယူတာဖြစ်ပါတယ်တကယ်တော့ဒရဂွန်မော်နှလုံးကဆူနူရိုးရဲ့အိမ်မှာထားသွားတာပါပရိုဖက်ဆာဖာဘာကတော့စိုက်ဘော့အိတ်ကိုထဲမှာရှိနေတဲ့ဘုံကိုပြန်ထုတ်နေပါပြီလူနဲ့အောင်မြင်စွာနဲ့ပဲစိုက်ဘော့အိတ်ကိုတွေကဘုံကိုထုတ်လိုက်နိုင်ခဲ့ပါတယ်စိုက်ဘော့အိတ်ကတော့ပရိုဖက်ဆာဖာဘာကိုတော်တော်လေးကိုကျေးဇူးတင်သွားတာပါ ကူဟူရဲ့ Dragon Radar ကိုတော့ Professor Trapper ကမပြင်တတ်ပါဘူး Professor Trapper က Cyber A ကိုစက်ရုံနေနဲ့ပြန်လည်ရှင်းတန်းလုပ်ခဲ့တာကအကြောင်းရှိပါတယ်ဒီလိုမှမလုပ်ပေရွာသားတွေကိုတက်ပြစ်မယ်လို့ Very Bomb Army ကချိန်ရောက်တာကြောင့်လုပ်ပြီးရတဲ့ဖြစ်ပါတယ်ကူဟူလွတ်ပစ်လိုက်တဲ့ဘုံကတော့နှင်းတော်တွေကနေပြန်ထလာတဲ့ Murasaki ကိုထိပြီးပောက်ကွဲသွားပြန်ပါတယ်ဒီမှာ Dragon Ball Kid အပိုင်း52ကပြီးဆုံးတာပါခနာကိုယ်လေးကနေဘုံကိုရှင်းလင်းပြီးတဲ့နောက် Cyber A ကရွာသူကြီးအိမ်မှာလိုက်နေတော့မှဖြစ်ပါတယ် စိုက်ဘော်အိနဲ့ဂိုဂိုတို့ဟာဒီနေ့ညတော့ဆူနိုတို့အိမ်မှာပဲအိတ်လိုက်ကြပါတယ်။ဖြာနဲ့ပထမဆုံးအိတ်ပူတာဖြစ်တာကြောင့်စိုက်ဘော်အိကဒီအရတာကိုတော်တော်လေးမှကြိုက်နေတတ်နေရပါ။ဘူမာရှိတဲ့မက်ထရိုနောက်ပိုင်းမြို့ကိုလမ်းလျှောက်သွားမယ်ပြောလို့လူကြီးတွေကလည်းအံ့ဩနေကြပါပြီ။တင်တော့ကပြက်စီးသွားပြီဆိုတော့အဲ့ဒါစီးသွားလို့မရတော့ဘူး။အဲ့ဒီကအဖိုးကြီးတချို့ကကင်တိုကျောင်းကိုတည်နေပါတယ်။စိတ်ထားပြုစင်တဲ့လူမအဲ့ဒါကိုစီးလို့ရတယ်။ဟာတော့ငယ်ရောအများကြီးရှိတယ်။ဂိုဂူကတော့တည်သွားတဲ့ထင်လို့မခေါ်ရသေးတာပါ။ ကင်တုံကရောက်လာတော့ဂူဂူကဝမ်းတာပြီးဖက်တောင်ဖက်ပြီးပြောနေတာပါအဲ့နောက်အကုန်လုံးကနှုတ်ဆက်ပြီးတော့ဂူဂူဟာကင်တုံနဲ့ဘူမရင်ရှိတဲ့မက်ထရိုနောက်ပိုင်းကိုခီးထွက်သွားပါပြီအေးရနေရကနေထွက်လာပြီးဖြစ်တာကြောင့်အပေါ်ဝစ်တွေခေါင်းပေါင်းတွေကိုချုပ်လိုက်ပြီးတော့ဂူဂူရဲ့မူလဝစ်စုံတိုင်းပြန်ဖြစ်သွားပါ යි ဟာဒါဘလူနေရာကြီးလေ तू ကဒီလိုနေရာမျိုးမှာနေရလားကားတွေမိုးပြန်ရှင်တွေလူတွေကလည်းတော်တော်ဟိုမှာရှွတ်ရှက်ခတ်နေရပါကင်တုံကိုပြန်လွတ်လိုက်ပြီးတော့ဂူဂူကလမ်းလျှောက်ပြီးဘူမရင်ကိုရှာခဲ့ပါ යි ။လမ်းမှာတွေ့တဲ့သူတွေကိုဘူမိုင်းမမလေးလိုလိုက်မင်းနေခဲ့ပြီးတယောက်မှမသိဘူးလို့ဖြေပါတယ်။ကိုကူကတော့ဒီမျိုးမှာတမျိုးတည်းနေပြီမသိဘူးလားဆိုပြီးစဉ်းစားနေရပါ။တက်စီတစ်စီးဝတ်တက်ပြီးတက်စီသမားကလည်းတက်စီစီးမဲ့ထင်းနဲ့သူ့ကိုကောင်းမွန်တင်ခေါ်တာပေါ့။ကားပေါ်ရောက်မှကိုကူကဘူမိုင်းကိုသွားမယ်။နေရာကတော့မသိဘူး။အဲ့တော့ဟိုကကြောင်သွားပြီးမင်းမှပတ်စံရောပါရဲ့လား။ပတ်စံမပါဘူးဆိုတော့တက်စီသမားကကိုကူကိုချပြီးမောင်းထွက်သွားခဲ့ပါ යි ။ ဒါဆိုရင်မြို့မှာကတနေအောင်တော့ဖို့တော့ပတ်စံလိုတာပဲလို့ကိုကူကသိရှိသွားခဲ့တယ်။ပတ်စံရအောင်ဘယ်လိုလုပ်ရမလဲလို့တွင်းနေတော့လမ်းဘေးမှာ fighting play ရဲ့ game တစ်ခုကိုတော့တွေ့ပါရဲ့။အဲ့ဒီပြိုင်ပွဲကနိုင်ရင်ပတ်စံရပါရဲ့။ဒါနဲ့ကိုကူလည်းသူလည်းဝင်ချမယ်ဆိုပြီးဝင်ချတာပထမတစ်ပွဲမှာကိုကူကနိုင်သွားပါရဲ့။စိန်ခေါ်တဲ့ဘဲကမကျင်တဲ့ဘဲနောက်တစ်ခါပြန်ချမယ်လို့လို့ချလိုက်တာနေရင်ကြီးကပေါက်ထွက်သွားတယ်။ဒီရောမှကြောက်ကြောက်နဲ့စုချင်းငွေကိုပေးလိုက်ပါပြီ။စုချင်းငွေကတသိန်းစံနေပေးတာပါ။ပတ်စံနေပိုက်ပြီးထွက်လာတဲ့ကိုကူကိုလူမဲ့နှစ်ယောက်ကချောင်းနေပါရဲ့။ ။ဒူမိုက်တွေကဂူဂူကိုတိုက်ကြတဲ့ခေါ်ပြီးဓာတ်တွေတနတ်တွေနဲ့ပတ်စံကိုပေးဖို့ပြောပါရင်ဂူဂူကတော့ဘူမိုင်းပမာလဲဆိုတာပြောပြမယ်ထင်နေခဲ့တာပါ။ကူကူကန်လိုက်တာတယောက်ကလွတ်တော်သွားပြီးနေအောင်သွားဆောင်နေတနက်ကင်နာတဲ့သူကိုလည်းတနက်ကိုဖျက်ကန်လိုက်ပါရင်ဒါမှအဲ့လူစိုးကကြောက်ပြီးတော့ဘူမာရဲ့အိမ်လားတိရပါဘောရေသားတယောက်ကိုမေးလိုက်ရင်သိမယ်ထင်တယ်ဆိုပြီးရှီရှောင်ကွက်တွေထလုပ်ပါပြီကူကူကဘူမာရဲ့ပုံကိုဆွဲပြီးရေသားတယောက်ကိုပြကမေးခဲ့ပါတယ်သူဆွဲတဲ့ပုံကတော့ကာတုန်ပုံစံဖြစ်နေလို့ဘသူမှန်းတော့တသက်ကိုယ်ကမသိရပါဘူး ရဲတပ်ကသူ့ရဲ့စက်တခုတည်းကနေဘူမာဆိုရဲ့နာမည်ရိုက်ရှာပြီးရှာပေးခဲ့ပါတယ်။ဘူမာဆိုရဲ့နာမည်ကရှားတာကြောင့်ပြေဖို့ရရင်တော့များပါတယ်။ဘူမာဆိုရဲ့နာမည်နဲ့၃ယောက်တွေ့တယ်။ပထမတစ်ယောက်ကတော့ဝါတုတ်ကြီးဒုတိယတစ်ခေါက်မှမှကိုကူရှာနေတဲ့ဘူမာကိုတွေ့သွားပါပြီ။ဒါနဲ့ရဲတပ်ကြီးကသူ့ရဲ့ဆိုင်ကယ်ပေါ်တက်ခိုင်းပြီးဘူမာရဲ့အိမ်ကိုလိုက်ပို့ပေးခဲ့ပါတယ်။ဘူမာက high point လုပ်ငန်းတောက်လုပ်ငန်းကပန်ရှင်ရဲ့သမီးဆိုတော့ရဲတပ်ကြီးတည်နေရမစမ်းပါဘူး။ ကျွန်တော်နဲ့ဘုံမရဲ့အိမ်ရှိကိုရောက်ရှိလာပြီးအိမ်ကြီးကရန်ကြီးပဲဆိုပြီး Google အန်အောင်းနေခဲ့ပါတယ်။ဒီမှာ Android Market တပိုင်း43အပီဆိုနာပါတယ်။